သေချာနားထောင်ပါသူတည်တနာပြုချက်ကိုပဲကျွန်တော်ပြောမယ်နော်ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါစပါစပါနော်အဲ့တော့ကျွန်တော်က theory ကိုစပြောနေတာဖြစ်တဲ့အခါကျတော့သူတည်တနာပြုချက်ကိုအခုပြောပြီကျွန်တော်တို့ဥသူတည်တနာပြုချက်ကိုမပြောခင်ဥသိန်းစင်ကြီးစတက်လာတဲ့အချိန်ကိုနောက်ကြောင်းလေးနည်းနည်းပြန်ကောက်ပေးမယ်ဥသိန်းစင်ကြီးကစတက်လာတော့ကျွန်တော်2017မှာဘာဖြစ်လဲ ဒီမိုကရေစီအစိုးရစပြီလေဥဒိတ်တွေကြီးစတက်လာတဲ့ခါကျတော့သတင်းသမားတွေကဘလို့မေးလဲခင်ဗျားတို့အမစာအုပ်ဝယ်ဖတ်လို့ရတယ်နော်အဲ့ဒါတော့စာအုပ်နာမည်ကဒီမိုကရေစီနောက်ပြန်လှည့်ခြင်းတဲ့စာအုပ်ဥဒိတ်တွေကြီးလက်ထက်မှာအဥဒိတ်စင်ကြီးပုံလေးနဲ့ဥဒိတ်စင်ကြီးကိုမေးတဲ့မေးခွန်းတွေကိုစာအုပ်ပြန်ထုတ်ထားတာတွေရှိတယ်ဒီမိုကရေစီနောက်ပြန်လှည့်မှာလားဆိုတဲ့ခေါင်းစဉ်လေးနဲ့စာအုပ်ထုတ်ထားတာတွေရှိတယ်ဥဒိတ်စင်ခင်ဗျာရှာဖတ်ကြအဲ့ဒီအချိန်မှာသတင်းသမားတွေကမေးတယ်လေ ဦးသိစေကြီးကိုဒါကတော့ကျွန်တော်မှတ်မှတ်ရရပဲမြန်မာနိုင်ငံကအခုမှဒီမိုကရေစီစတာဆိုတော့တဲ့ဦးသိစေကြီးသမ္မတကြီးအနေနဲ့ဒီမိုကရေစီနောက်ပြန်မလဲအောင်လုပ်ပေးနိုင်စ조사နိုင်ပါမလားတဲ့ဘာဖြစ်လို့လဲဆိုတော့ကဘာမှာတဲ့ဒီမိုကရေစီနောက်ပြန်လှည့်တဲ့နိုင်ငံတွေရှိနေလို့ပါတဲ့ပြောတဲ့ခါကျတော့သမ္မတကြီးဦးသိစေကနေပြီးတော့နောက်ပြန်လှည့်စရာအကြောင်းမရှိပါဘူးတဲ့သူပြောရင်ပြောတဲ့အတိုင်းပဲ၅နှစ်လုံးလုံးဒီဖွဲ့စည်းပုံ ဒီပြည်သူဒီသမရာဒီတက်မတော်ဒီစစ်တပ်နဲ့အားလုံးဟာအေးအေးချမ်းချမ်းနဲ့ NCA ရှေ့ဘက်ထိုးသွားရတယ်။နော်အဲ့လိုရှိပါတယ်။ဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒီသတင်းသမားတွေကဘာကြောင့်အဲ့ဒီလိုဒီမိုကရေစီနောက်ပြန်လှည့်မှာလဲလို့မေးခွန်းမေးရတာလဲဆိုတာပေါ့။ကျွန်တော်အဲ့ဒီအချိန်ကကျွန်တော်တေချာမစဉ်းစားမိခဲ့ဘူး။ဒါပေမဲ့နောက်ပိုင်းကျတော့ကျွန်တော်ကစာရီဖတ်တဲ့အခါကျတော့ နောက်ပြန်ဒီမိုကရေစီနောက်ပြန်လှည့်တယ်ဆိုတော့စာတွေဖတ်တဲ့အခါကျတော့ဘာသွားတွေ့လဲဆိုတော့သူစေတနာပြုချက်လေးတခုသွားတွေ့တယ်ဗျ။တေချာလေးနားထောင်ပါနော်။သူစေတနာပြုချက်ကိုဘယ်သူတွေကပြုထားတာလဲဆိုလို့ရှိရင်ဟာဗတ်တက္ကသိုလ်ကပါမောက်ကနှစ်ယောက်။ဟာဗတ်တက္ကသိုလ်ကပါမောက်ကနှစ်ယောက်။သူတို့ရဲ့သူစေတနာပြုချက်ပေါ့။ဒီမိုကရေစီတတိယလှိုင်းရောက်တိုင်းရောက်တိုင်းမှာနိုင်ငံတွေရဲ့ကံကြမ္မာကိုသူတို့ကသူစေတနာပြုတာ။ တေချာနားထောင်ပါနော်ဒီမိုကရေစီတတိယလိုင်းရောက်တိုင်းရောက်တိုင်းနိုင်ငံတွေဘာဖြစ်သွားသလဲဆိုတာကိုသူတင်တာပြူတာဒီမိုကရေစီတတိယလိုင်းဆိုတာကမြန်မာနိုင်ငံမှာဆိုပထမလိုင်းဦးသိန်းစိန်ဒုတိယတော့ဒေါအောင်ဆန်းစုကြည်တတိယကြိမ်လွတ်တော်လဲကောင်းမဲ့ကောဒေါအောင်ဆန်းစုကြည်ရဲ့မဲလိမ်မဲခိုးမတမာမှုအတတိယလိုင်းမှာဒီမိုကရေစီပြတ်တာပဲဒါမြန်မာနိုင်ငံရရှိတာပြောတာအဲ့တော့သူ့ရဲ့ဒီမိုကရေစီတတိယလိုင်းသူ့တည်တနာပြုချက်ကိုကျွန်တော်ကြည့်ကြည့်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင် ဒီဟာဘတ်တက်ကဆိုဗမာကနှစ်ယောက်ကဒီမိုကရေစီတတိယလိုင်းရဲ့ကံကြမ္မာကိုစာတမ်းပြုစုသွားတာဘယ်နှခုနှစ်မှာလဲကျွန်တော်ကြည့်ကြည့်မယ်1984ခုနှစ်ကနေပြီးတော့2012ကြာဗျ84ကနေ2012ကြာကိုအဲ့ဒီဟာဘတ်တက်ကဆိုဗမာကနှစ်ယောက်ကသူတည်တင်တာပြုချက်84နဲ့2012ကြာသူတည်တင်တာပြုချက်နော်အဲ့ဒီကကြတော့အဲ့ဒီမှာတဲ့ နိုင်ငံပေါင်း62နိုင်ငံကိုသူတို့သူတည်တနာပြုကြတာပေါ့သူတို့နှစ်ယောက်က62နိုင်ငံကိုလေ့လာတယ်84ရနေပြီး2012ကြာကိုသူတို့လေ့လာခဲ့တဲ့လေ့လာချက်အဲ့ဒီမှာအုပ်စု5စုခွဲတယ်ပေါ့အုပ်စု5စုခွဲတယ်တေချာလေးနားထောင်သွားပါနံပါတ်1အုပ်စုကဒီမိုကရေစီပြိုလဲသွားသော နိုင်ငံများတဲ့62နိုင်ငံကို84နဲ့2012ကြာမှာသူတို့သူတည်တနာပြုတာ ဒီမိုကရေစီပြိုလဲသွားတယ်နိုင်ငံအရေးအတွက်က38နိုင်ငံရှိတယ်ဒီမိုကရေစီပြိုလဲသွားတဲ့နိုင်ငံ38နိုင်ငံရှိတယ်ပြိုလဲတာနော်လုံးဝပျက်စီးပျက်စီးသွားတာနောက်တကဆုပ်ယုပ်လျော့ပါသွားသောနိုင်ငံများတယ်အဲ့ဒါကတော့နှစ်နိုင်ငံရှိတယ်ဒီမိုကရေစီဆုပ်ယုပ်လျော့ပါသွားတယ်ပိုလန်နဲ့အီကွေဒေါ်ကျွန်တော်နှစ်နိုင်ငံနဲ့ဆိုတော့ရေးထည်ထားတယ် ကျန်တာတွေကနိုင်ငံများလို့ကျွန်တော်မရေးဘူးပိုလန်နဲ့အီကွေဒေါကနော်ဒီမိုကရေစီစုပ်ယုပ်ရော့ပါသွားတဲ့နိုင်ငံအမျိုးသားစင်းနေဝင်နေတဲ့နောက်တကရှင်မတိုးနောက်မဆုတ်တန့်နေသောနိုင်ငံများဒီမိုကရေစီကရှေ့လဲသွားလို့မရနောက်လဲဆုတ်လို့မရအလဲမာတွေတန့်နေတဲ့နိုင်ငံအမျိုးသားကနိုင်ငံပေါင်း28နိုင်ငံရှိတယ်တဲ့ဟာ62နိုင်ငံမှာနော်အခုချိန်ကြီးအောင်နေတာမတွေ့သေးဘူး ပြိုလဲတာ30ခွန်းရော့ပါဝါတာ2နိုင်ငံရက်တန့်သွားတဲ့နိုင်ငံကရှင်းမြောက်နောက်မြောက်နဲ့တန့်သွားတဲ့နိုင်ငံ28နိုင်ငံဩတိုးတက်သွားသောနိုင်ငံ23နိုင်ငံ ਨੇ ဟာနောက်တစ်ခါဒီမိုကရေစီမြင့်မြင့်မာမာရှိပေမဲ့အဓိကကြတဲ့တိုးတက်မှုမရှိတဲ့နိုင်ငံများက၄နိုင်ငံ ਨੇ ဟောဒါဆိုရင်84ခုနှစ်နဲ့2012ကြာမှာ နိုင်ငံပေါင်း60တန်းနိုင်ငံကိုဒီဟာဘတ်တက္ကသိုလ်ပညာရှင်တယောက်ကသူ့တည်တနာပြုလိုက်တာ60တန်းနိုင်ငံမှာတကယ်အောင်မြင်တာဆိုလို့ဒီမိုကရေစီက23နိုင်ငံပဲအောင်မြင်နေဗျ60တန်းနိုင်ငံမှာ23နိုင်ငံပဲအောင်မြင်နေဆိုတော့၄ဘုံတဘုံပဲ၄ဘုံတဘုံပဲ၄ဘုံမှာတဘုံပဲအောင်မြင်တာအဲ့ဒါဘာဖြစ်လို့လဲဆိုတော့အဲ့ဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်စစောက ဦးသိန်းစိန်ကြီးကိုသတင်းသမားတွေမေးသလိုပေါ့ဒီမိုကရေစီကိုစပြီးတော့အခြေစချတဲ့ခါကြလို့ရှင်ကျွန်တော်မြန်မာနိုင်ငံဒီမိုကရေစီ practice မရှိဘူးဟိုပါတီပါလီမန်ဒီမိုကရေစီခင်မာတော့ပြဿနာတွေနော်ဖာဇာဗလာနှစ်ချမ်းကွဲတာတို့ဥပိုလ်တခေပေါ်တာတို့ဘာတို့ညာတို့ ਨੇ ပြဿနာတွေတက်ကြတာနော်ဒီမိုကရေစီရေချိန်ကျုံနိုင်ငံသားတွေကမရှိဘူးမရှိတဲ့ခါကျတော့သတင်းသမားတွေကလည်းမေးတာပေါ့ ဒီမှာသူစေတနာပြုချက်တရားလဲသူတို့ကသိထားတဲ့ခါကျတော့ဥသိမ်းစင်ကြီးအနေနဲ့အခုမှဒီမိုကရေစီကိုမြန်မာနိုင်ငံကစကျင့်သုံးတာဖြစ်တဲ့ခါကျတော့ပါတီစုံဒီမိုကရေစီခေတ်မှာဒီမိုကရေစီနောက်ပြန်မလဲအောင်လှုပ်ပေးနိုင်ပါမလားဟာဥသိမ်းစင်ကလှုပ်ပေးနိုင်ပါတယ်ဆိုပြီးဂရိပေးပြီးတော့အကောင်းဆုံးလှုပ်ဆောင်သွားနိုင်တယ်ဒါဆိုရင်ဒီအခုပြောတဲ့အကြောင်းလေးကဒီမိုကရေစီတိုးတက်လားဆုတ်ယုတ်လားဘယ်နှနိုင်ငံရှိလဲဆိုတာကို ူတည်စင်နာပြုချက်ဟာဘတ်တက်ကသူကပေါမောက2ဦး84ရတဲ့2012ကြာနိုင်ငံပေါင်း62နိုင်ငံကိုလေ့လာလိုက်တာလေးပုံတစ်ပုံပဲဒီမိုကရေစီအောင်မြင်တဲ့ကြံတဲ့နိုင်ငံအကုန်လုံးကမအောင်မြင်ဘူးဆုတ်ယုတ်တယ်ရောပါတယ်တန့်နေတယ်ကောင်းကင်တိုးတက်မှုမရှိတဲ့နိုင်ငံစင်းနေပဲဝင်နေဆိုတဲ့အကြောင်းကိုနိုင်ငံသူနိုင်ငံသားတွေတရားဖို့တက်ဖို့ကျွန်တော်ဝေမျှပေးတာဖြစ်တယ်